ဒီတော်လန်ရေးကကြာအောင်မှာလားဗျကြာအောင်မှာတော်လန်ရေးမှာလက်နက်ကင်တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းတွေမညီတရွေ့ကြာအောင်မှာမိမိအိမ်ကနေပြီးမိမိပိုက်ဆံမှားပြီးတုံးတာနော်တုံးတာကိုသူတို့ကိုအတိမပေးရကောင်းသလားဆိုကောင်းလားဆိုပြီးတော့အဲပါစတွေကိုကျုပ်ဖို့အိတ်တွေသူ့နာမည်ပါလဲဘိုးကြီးမင်းနိုင်နဲ့နော်ဘိုးကြီးမင်းနိုင်ပါ ဲ့တော့ကျိုးဘိုးအိတ်ပြင်လာတယ်ကျိုးဘိုးအိတ်ကိုစစ်သုံးကျိုးဘိုးအိတ်ပေါ့အဲ့ထဲမှာအလေးပင်ထည့်ခိုင်းတာထည့်ခိုင်းလာပြီးတော့မြောင်းတူခိုင်းတယ်နော်မြောင်းနေတူခိုင်းတယ်တနာကြီးကလည်း၃နာရီတိတိတူခိုင်းပါတယ်တဲ့နော်၃နာရီတူတူခိုင်းလို့မပြီးသေးဘူးမကျင်နိုင်ရင်ထပ်တူခိုင်းတယ်အဲ့တော့ဒါတွေကပါလေချွေးတက်ဆွဲတာလားခင်ဗျအနိုင်ကျင့်နေတာလား ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့နိုဝင်ဘာလ၄ရက်နေ့ဖြစ်ပါတယ်ဒေါ်လာယူနဲ့ပတ်သက်တဲ့သတင်းဥသတင်းထူသတင်းကောင်းလေးတွေကိုယူဆနာဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမအဆိုသတင်းလေးကတော့ KNP နဲ့မြောက်ဝတီမြို့နယ်၄ကီကိုမြို့တစ်ကိုဝင်ရောက်လာတဲ့အစံဘတ်ဆက်တဲ့စစ်ကြောင်းကိုပိတ်ဆို့တိုက်ခတ်ရတဲ့ရှိရမှာဆက်တဲ့ဘက်ကအထိနာသွားပြီးတဲ့နောက်မှာလက်နက်ခဲရဲ့အများအပြားသိရှိရမိခဲ့တဲ့အကြောင်းကိုကရင်စီရေးသတင်းမီးရဲ့ပြောဆိုချက်တွေနဲ့စစ်တပ်နဲ့စစ်ကြောင်းရဲ့ထုတ်ပြန်ချက်တွေကသိရပါတယ် စက်တင်ဘာလ17ရက်နေ့စတင်ပြီးတော့မှဒီနေ့အချိန်ထိကိုပေါ့နော်လေးကီကွန်ပျူတာဘက်ကိုအချက်ဘက်စက်တက်နဲ့ BGA တက်တွေပူးပေါင်းပြီးတော့မှစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်တက်ခတ်ခဲ့ရမှာယသိကူကျော်ဝါဘိုးတောင်ပေါ်ကိုရောက်ရှိလာတဲ့အချက်ဘက်စက်တက်စစ်ကြောင်းကမိုင်းခွေအတွင်းကျုံဝင်သွားပြီးတော့မှဒေါ်လာရေးပူးပေါင်းတက်ခတ်ဝင်တွေရဲ့ပိတ်ဆို့တက်ခတ်မှုကြောင့်စစ်သားများပြားသိဆိုးပြီးတော့မှရုပ်လောင်းများစွာကြာရှိနေတဲ့အကြောင်းကိုလည်းသိရပါတယ်ဆိုမြောင်းရီမြို့နယ်ယတိကူမဲလက်ပံဖလူးကြီးပါများဘက်ကိုအင်အားလုံးရင်းနဲ့ဝင်ရောက်လာတဲ့အချမ်းပဲဆက်တဲ့စစ်ကြောင်းကိုတက်ကချေမုန်းခဲ့ရမှာစစ်သားများပြားတိုက်ဆုံပြီးတော့မှလက်နက်ခဲအများပြားတိုက်စီရမိခဲ့တဲ့အကြောင်းကိုကြက်တဲ့နဲ့စစ်ကြောင်းကလည်းထုတ်ပြန်လာပါတယ် ်အမှန်ပါပဲဆိုတော့ကျတဲ့စကြောင်းကနေပြီးတော့မှမှာဆရာတို့ဒီကျွန်တော်တို့ဗိုတာဘောတို့ပေါ့နော်အာညီကိုတွေပေါ့နော်အာတို့ထုတ်ပြန်ထားတဲ့ဗီဒီယိုဖိုင်လဲအားလုံးလဲအာကျတဲ့စကြောင်းရဲ့ဒါကျွန်တော်တို့ black banner ပေါ့နော် black banner colon ဒါတို့ရဲ့ဒီအချက်တဲ့စကြောင်းရဲ့ page ပေါ့နော်ဒါကိုပိုင် page ပေါ့နော်တရေးတက်ဖွဲ့ရဲ့ page ကိုသွားကြည့်ရင်သိနိုင်ပါတယ်အပုံလိုက်ပဲအပုံလိုက်ပဲခေါ်သွင်းအောင်ပါလာလာမင်းတို့တက်လာကြအောင်တက်လာကြအောင်တိတ်စကန်းလို့ခြင်းတယ်မလားပေးလိုက်အောင်ပါဟမ် ဥက္ကဋ္ဌတော့ဘာလို့ပြန်လို့ကြရမလားပေးလိုက်အောင်ပါပြီးဖြည်းဖြည်းချင်းဒီကောင်တော့ညှင်းပြီးပြန်ပြင်းပါမှကြည်နေချင်းပိုတာဘောတို့ဘယ်လိုလုပ်ပြမလဲဆိုတော့ကျွန်တော်စောင့်ကြည့်နေနော် okay ဆိုတော့အားရတယ်ဗျာကျွန်တော်အနေနဲ့အားရတယ်ဘာလို့ငချင်းစီနဲ့ငချင်းဒီကောင်တို့ပြန်ကြုံမှာဟုတ်ပါတွေ့တယ်မလားတက်ကွင်းနဲ့ဝင်လာတက်ကွင်းနဲ့ဝင်တော့ကျုံးလာဗောခင်ဗျားကလည်းမလောက်တော့မလောက်ဘူးတို့တို့လက်လက်နဲ့တို့ပြန်ပြင်းတာတွေ့တယ်မလားအဲ့ဒါကိုပြောချင်တာနော် okay ဆိုတော့နောက်ထပ်သတင်းလေးကတော့ကမ်ပလူးမှာပေါ်တာဆွဲဖန်းစီကန်လာရတဲ့လူငယ်၁၀ဦးကိုတော့ကျွန်တော်တို့အဲ့အဲ့၁၀ဦးပါဗောဗျာ ူစောနီဂျင်မောင်းကိုတိုက်ပြီးတော့မှအဲ့ကောင်ကိုတတ်ပလိုက်တက်ပြီးတော့မှအဲ့ကလေးတွေထွက်ပြေးလို့ပြောက်သွားတယ်လို့သိရပါတယ်။ဒါဝမ်းသာစရာတဲ့င်းပဲစကိုင်းနိုင်ကမ်ပလိုမျိုးနဲ့ပါအချမ်းပဲစစ်တက်ကဘော်ဒါဆွဲဖမ်းဆီးလာတဲ့လူငယ်၁၀ဦးကိုအမတ်၆၆တက်ကတက်ရေးကိုကားနဲ့ပို့ဆောင်တယ်မှာအဆိုပါလူငယ်၁၀ဦးကပြူစောနီဂျင်မောင်းကိုဝိုင်းဝန်းတက်ခတ်တက်ဖြတ်ပြီးတော့မှထွက်ပြေးလို့မြောက်ခဲ့တဲ့အကြောင်းကိုကမ်ပလိုကအမတ်၃ PDF တက်ရင်ထောက်လိုက်တဲ့ဝန်ကနေပြီးတော့မှပြောတယ် အော်တိုဘလ15ရက်နေ့မှာကမ်ပလူမြို့နယ်ဇပယ်နန်တာယာပြည်စော်ရေးစစ်ဆေးဂိတ်ကနေပြီးတော့မှအချက်ဘက်စစ်သားတွေကခီးတော်လူငယ်ဆယ်ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်။အဲ့လိုမျိုးပေါ်တာဆွဲဖမ်းဆီးခဲ့ရတဲ့လူငယ်တွေကိုဒါညနေပိုင်းမှာပေါ့နော်။အချက်ဘက်စစ်သားတွေကအမှတ်666တင်ကားတိုင်ကိုကားနဲ့ပို့ဆောင်စေပါပြည်စော်ရေးဂျင်မောင်းကိုပေါ်တာဆွဲခံရတဲ့လူငယ်တွေကလမ်းခရင်းတနေရာမှာ ဝိုင်းဝန်းတက်ခတ်ခဲ့ပြီးတော့မှလေပင်းညစ်လိုက်တယ်ပေါ့နော်အဲဒီကြောင့်မို့လို့ပူဇော်ရီရေမှာပွဲချင်းပြီးတေခဲ့ပြီးလူငယ်ဆေးဦးကလည်းလွတ်ပြောက်လာတဲ့အကြောင်းလည်းသိရပါတယ်အိုးအိုးချက်တယူရှိမိန်းလို့မိန်းနေရောကွာနော်အဲ့ဒါပဲအဲ့ဒါပဲလူငယ်ဆိုတော့အဲ့ဒါပဲဂျီဆက်တွေဆိုတော့အဲ့ဒါပဲဒီလိုဖြစ်နေရမယ်နော်ဒီလိုမတရားမှုကခံစရာဘာအကြောင်းမှမရှိတော့ Okay ဆိုတော့နောက်ထပ်သတင်းလေးကတော့စကိုင်းတိုင်းဗန်းမောင်မြို့နယ်မှာရှမ်းနီမျိုးသားများတက်ပါတော့အဆက်နေတက်သားတအူးကစစ်ပေးကြောင် ကျမ်းမာရေးမကောင်းမွန်တဲ့မတန်ဆွမ်းမျိုးသမီးငယ်တူကိုအထက်အရမခေါ်ဆောင်ပြီးတော့မှမရိပြုချင်းခဲ့တဲ့အကြောင်းကိုကျူးလွန်ခံရတဲ့သူရဲ့မိသားစုဝင်တွေကပြောပါတယ်။ဆက်တော့မိုက်ရိုင်းတဲ့ကိစ္စပေါ့နော်။အော်တိုဘာလ30ရက်နေ့ည9:00နာရီအချိန်မှာဘန်းမောင်မြို့နယ်အလေရွာတီလာရှင်ကျောင်းတို့မှာမိခင်ဖြစ်တဲ့အတူနေထိုင်နေတဲ့ကဒူးမျိုးနယ်စုတော့ဒါတော့ကျွန်တော်တို့ အမျိုးသမီးငယ်တူဦးပေါ့နော်စစ်တလောက်ခံ SN တသား2ဦးကဖမ်းဆီးခေါ်ဆောင်သွားပြီးတော့မှ SN တသားတူဦးကအမျိုးသမီးငယ်ကိုအရမပြုတ်ချင်းခဲ့တဲ့အကြောင်းကိုလည်းသိရတယ်။မရေပြုတ်ချင်းခံရတဲ့အမျိုးသမီးငယ်ကမိသားစုမှာတော့အများသူငယ်များကဲ့သို့စစ်ပေးဆောင်ပေးနိုင်ခြင်းမရှိဘဲနဲ့ကျမ်းမာရေးမကောင်းတဲ့အကြောင်းမို့လို့ဒီမေဒီလရှင်အကြောင်းမှာတွားရောက်ခလုံးနေတဲ့အကြောင်းဖြစ်တယ်လို့သိရတယ်ပေါ့နော်။ဆိုတော့တော်တော်ဆိုးရွားနေပါပြီ။မင်းတို့ဒါမျိုးကြတော့အမျိုးဘာသာသာသနာဆိုတဲ့ခွဲတော်သားတွေဘယ်ရောက်နေလဲ။ဟမ်။ဘယ်ရောက်နေလဲ။ဒီလိုမျိုးတွေရုပ်မာနေတော့မင်းတို့ဘာမှမလုပ်ပေးကြဘူးလား။ ေးပေါ့မင်းတို့တွေကကြတော့မင်းတို့မင်းတို့တွေကကြတော့မင်းတို့စစ်တပ်ကကောင်တွေမင်းတို့စစ်တပ်ထောက်ကအားပေးတဲ့ကောင်တွေလောက်တာပဲဆိုပြီးတော့မှမင်းတို့ကအားရဝမ်းသာနေပါဘောမင်းတို့ခွေးတရောင်းသားတွေကနော်အဲ့တော့တော်တော်ဆိုးသွမ်းနေတဲ့အခြေအနေပါပဲနောက်ထပ်ဒါကျွန်တော်တို့သတင်းလေးကိုပြောပါအောင်မယ်ဒါကတော့ဗာလဲဆိုတော့ကြောက်ဖြူမှာစစ်ကောင်မရှင်ကကြီးရီလီနော်စစ်ကြောင်း၃ကြောင်းထဲမှာဒါကျွန်တော်တို့ပုံစံမျိုးစုံနဲ့အပြင်းအထန်တိုက်ခိုက်နေတော့လေတိုက်ရင်လိုက်ပြုတ်တဲ့အထိကိုအထိနာနေတဲ့အကြောင်းလေးပေါ့နော် ရွေးကောက်ပွဲကျင်းပမယ်လို့ထုတ်ပြန်ထားတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမှာစစ်ကောင်မရှင်နဲ့အာရကတတော် A တို့အပြည့်ထံတိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းလည်းသိရပါဗျ။အဲကျွန်တော်တို့ဇိုင်းချောင်းကျေးရွာအနီးပေါ်တော့ကုလပါချောင်းဝါနဲ့လမ်းကွဲတွေမှာဒီအပိုင်းနဲ့အတင်းမအောင်တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့အကြောင်းလည်းသိရတယ်။လမ်းကွဲဘက်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့စစ်တပ်ကလက်နက်ကြီးနဲ့ပြစ်တဲ့ A ကတစ်ချက်တစ်ချက်တစ်ချက်ပြန်ပြစ်တာတွေရှိရပေါ့နော်။အငိုက်ဖမ်းပြီးတိုက်ခိုက်လို့စစ်တပ်ကအကြရှုံးတွေများတယ်ဆိုပြီးတော့မှဒါကြောက်ဖြူရဲ့ဒါစည်ရေးတရေမိတွေကသိရတယ်ပေါ့နော်။ဒါဗီတာအပြင်ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့အော်တိုဘားလ30နှစ်တွေကအမှတ်30နှစ်ရဲတပ်ရဲနေပြီးတော့မှကျွန်တော်တို့ ိုင်းချောင်းကြီးဝဘက်ကိုစစ်ကြောင်းထုတ်တက်လာတဲ့စစ်ကောင်မရှင်တပ်ကိုအေအေကဂျာဘက်တိုက်ခဲ့ရမှာဇိုင်းချောင်းကြီးဝအနီးပေါ့နော်ဒါဇိုင်းချောင်းကြီးဝအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ကြောင်းလည်းသိရတယ်ဆိုပါတိုက်ပွဲမှာလည်းစစ်ကောင်မရှင်တပ်ကစစ်ကြောင်းတစ်ခုလုံးနီးပါးထိခိုက်ဒေဆုံးမှုရှိခဲ့တဲ့ကြောင်းလည်းသိရပါတယ်ဆိုတော့ကျုံးချက်ပဲနော်အားရတယ်ဗျာဆိုတော့မိုက်တယ်ဗျာကွတ်တယ်အားပေးပါတယ်ဆက်ပြီးတော့မှဖြုတ်ပေးပါဦးလေဒီနေရာကနေတော့ပလာတာကြီးကအာရကတတော်အေအေအပါဝင်နော်ဒါကျွန်တော်တို့အာရကတတော်အေအေနဲ့ပူပေါင်းညီကိုတွေနော်အားလုံးဒီနေရာကနေပြီးတော့မှတိုက်တွန်းကြပါတယ်ဂျေဆုလည်းအများကြီးတင်ပါတယ်ဗျာ တတိယနေ့နောက်ဆက်ပြီးတဲ့နောက်မှာ beautiful လေးကြီးစီအောင်ပါပထမဦးစွာဒီကျွန်တော်တို့ overflow festival ဆိုတဲ့ပွဲမှာအဲ့ဒီလက်ရှိမြန်မာပြည်မှာရှိနေတဲ့เนาะအစိုးရဆိုတဲ့ခွာတောင်စီခွေးတောင်သားလေးနှစ်ကောင်ရှိရပြတယ်လားအဲ့ကောင်ကဒီကောင်ပြောတဲ့စကားကိုနားထောင်ကြည့်မြန်မာနိုင်ငံကြီးဘလောက်တောင်မှပြည့်စည်နေပြီလဲအမှုပညာသမားတွေဒီပြည်သူတွေပေါ်မှာဘလောက်တောင်မှအစိတ်တွေခတ်နေလဲเนาะစကားအရာဘလောက်တောင်အစိတ်တွေခတ်နေလဲဆိုတာကြည့်ကြည့်ပါအားရရဲ့ဒီ နည်းဆုံးတော့ကဘာတဝမ်းလောက်မှရှိတဲ့စောက်နိုင်ငံတွေထဲမှာငါတို့လိုပဲအဲ့လိုပဲဆင်းရဲနေတဲ့မွေးနေတဲ့ငါတို့စောက်နိုင်ငံတွေအများကြီးရှိတဲ့အဲ့စောက်နိုင်ငံတွေအကုန်လုံးကဇန်ခန်ပစ္စည်းကဘာလဲသိလားအဲ့ဒါလိန်ဆက်ဆံခြင်းပဲအေးဒီလိုသာလိန်ဆက်ဆံပြီးစောက်ကလေးမရသေးနဲ့အကုန်လုံးသုံးဒီလေဒီလေစောက်ကလေးမျိုးနဲ့လိုးတာလိုးအာ go right အဲ့အဲ့ဒီကောင်ပြောတာကိုခဏထားလိုက်ပါအဲ့အောက်မှာရှိတယ်ဆယ်အောက်ကဟာတွေဟိုးတွေဝူးတွေလီးဖြစ်လာတာကတော့ပါရဲ့အားလုံးပဲเนาะကျွန်တော်လက်တာဖရုတ်သားဘာသာပြောမိနေတယ်တောင်းပါပါတယ်အောက်ကဟာတွေဝူးတွေဝိုးတွေဘာလို့တာတော့အဲ့စင်ပေါ်မှာပြောနေတဲ့ကောင်ကရောဒီကောင်ပုံစံကျွန်တော်ထင်တယ်ဒီကောင်ပုံစံ normal မရှိဘူးယဒီကောင်ပုံစံ normal မဟုတ်ဘူး ီကောင် normal မဟုတ်လို့ဒီစကားတွေပြောတာပုံမှန်မဟုတ်ဘူးဗျာပုံမှန်မဟုတ်လို့ဒီစကားတွေပြောတာစေးများတုံးလာတော့မသိဘူးဗောနော်အဲ့လိုកောင်မျိုးတွေကြတော့မင်းတို့အမျိုးဘာသာသာသနာဆိုတဲ့កောင်တွေကမဖမ်းဘူးလားမဖမ်းဘူးလားစင်ပေါ်ကနေပြီးတော့မှမောင်လဲနှမသားနဲ့မိဟိုနားမချမ်းသာတဲ့စကားတွေပြောနေတာကိုမဖမ်းဘူးလားဟိုငါသိကျင်တာလေအဲ့ဒါကိုမေးကျင်တာနောက်တစ်ခုကဘာလဲဆိုတော့အဲ့မှာ YMBA တို့ဘာလို့ရှိတယ်ကွာအဲ့ဒီកောင်တွေကဒီកောင်ကဘာမှတာဝန်မမီဘူးလားဘာမှမလုပ်ပေးဘူးလားဒီកောင်နဲ့ထိုက်တန်တဲ့အပြစ်တစ်ခုကိုမပေးဘူးလားငါကြားတော့ဒီကောင်ဖမ်းသွားရည်လို့ကြားတယ်ကွာဒါပေမဲ့ဒီကောင်ရဲ့ အဲ Facebook ကနေပဲဖြစ်ဖြစ်ဒီကောင်ရဲ့မိဘပါနော်ဒီကောင်မိခင်လားမသိပါဘူးအဲတောင်းပန်စာတွေတော့ရေးတင်တာလေလို့ပြောတယ်ဟိုပြောချင်တာတွေပြောပြီးရင်တောင်းပန်တာလက်ရှိမင်းတို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကောင်တွေစောက်ချင်လားမင်းတို့အဲ့လိုပုံစံတွေကတော့မင်းတို့အာနာရှင်နဲ့ပဲတန်းနေနော်ဟဲ့လားအဲအောက်ကဝိုးတွေဝူးတွေဖြစ်နေတဲ့စောက်ဘောတွေလည်းမင်းတို့အဲ့လောက်တော့ဖြစ်နေတဲ့စက်တက်တဲ့စစ်မှုသွားထားလိုက်တော့အဲ့လောက်တော့နိုင်ငံအေဂျင့်တွေလည်းထင်တယ်ဒီခွေးသနောင်းသားတွေခွေးမသားတွေနဲ့ကတော့ဟုတ်နေတာပဲမြန်မာနိုင်ငံမှာတော့မင်းတို့နိုင်ငံကြီးကစောက်ပြတ်တတ်နေပြီသိလားဟိုလူချင်းဝတ်တွေလည်းနားမလဲတော့ကိုချင်းစာတရားတွေလည်းမရှိကြတော့ဘူး ကိုတာယာမှာကိုနေကြတဲ့အောက်တန်းသားနိုင်ငံကြီးဖြစ်နေပြီတိလားတော်တော်ဆိုးနေပြီလို့တိရတကယ်ဆိုးနေပြီအဲ့ဒီပွဲကိုသွားတဲ့ကောင်တွေလည်းငါမင်းတို့အန်အောင်လို့မစိုးဘူးတိလားမင်းတို့မင်းတို့အဲ့မှာကွာဘောမှာကွာထိုးရင်တရာဘူကြီးပါနေတယ်ကွာတိလားဟမ်မင်းတို့ထိုးရင်တရာဘူမသိဘူးဆိုတော့ဗာမင်းတို့တတ်တက်ခိုင်လောက်တော့သိတယ်နယ်လေအတတ်တက်ခိုင်တော့ဘာတူလဲထိုးရင်တရာဘူဘာလဲမသိဘူးလားပုံးမင်းတို့မဟုတ်သေးဘူးကွာတိလားမင်းတို့နွားတွေမင်းတို့တကယ်နွားတွေကွာတိလားမင်းတို့စစ်ကြုံအောက်မှာကြုံခံနေတဲ့မင်းတို့စစ်ကြုံနွားတွေတော်ဆိုးနေပြီလို့နော်โอเค ဆိုတော့နောက်တစ်ပြည်ပါလေးတခုကြည့်အောင်ပါဒါကတော့ဒီကျွန်တော်တို့ကိုထူးကျော်ပေါ့နော်ကိုထူးကျော်ကဒီတော်လန်ကြီးက ကြာအောင်ပါလားလို့တချို့တော်လန်ပြည်တွေကမေးလာတဲ့ပုံမှာသူ့အနေနဲ့ဒီလိုလေးဖြေလာပါတယ်နားထောင်ကြည့်အောင်ဒီတော်လန်ကြီးကကြာအောင်ပါလားဗျကြာအောင်ပါဒေါ်လန်ကြီးမှာလက်နက်ကင်တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းတွေမညီတရွေ့ကြာအောင်ပါ ယူမနေရမမရောက်တဲ့ရွေကြအောင်မှာငါတိငါတက်ဆိုသူတွေခေါင်းဆောင်ဖြစ်တဲ့ရွေကြအောင်မှာဒေါ်လာရေးအစိုးရကိုအယုံအကြည်မရှိတဲ့ရွေကြအောင်မှာတနပ်ပစ်တဲ့ယုံစစ်တိုက်တဲ့ယုံနဲ့ဒေါ်လာရေးအောင်ပြီလို့ထင်နေတဲ့ရွေကြအောင်မှာငါပြောတဲ့စကားကို နားထောင်တဲ့သူပဲ ခေါင်းဆောင်ခန့်နေတယ်ယူကြအောင်ပါอืมဒေါ်လာရေးကိုဘန်းပြပြီးလှုပ်ရှားနေတယ်ယူကြအောင်ပါဘာပဲလှုပ်လှုပ်အပြစ်မြင်နေတဲ့ပြည်သူတွေရှိတယ်ယူကြအောင်ပါအမားလှုပ်သူထက်အမှန်ပြောတဲ့သူမရှိတယ်ယူကြအောင်ပါမနာပြောရင်သေမှာကြောက်နေတဲ့ရွေးကြာအောင်ပါ ကြာအောင်မကြာအောင်မဒီတော်လံရေးမှာစစ်သားကစစ်သားလိုမနေထိုင်တဲ့ရွိကြာအောင်မယ်မသစီယသစီယကျဲလာဗောကျဲလာဗောကျဲလာဗောအိုးအိုးအိုးသစီယဟိုသူကျော်ပြောတယ်ပြောချက်ကြီးอ่ะအဲ့တော့တော်လံရေးကကြာအောင်မလားတော်လံရေးကြာရလောက်တဲ့အထိအကြောင်းရင်းတွေရှိနေသေးရတော့ကြာအောင်မပေါ့ဘာကြောင့်ကြာတယ်ဆိုတော့ဥစားမျိုးလဲ ကိုထူးကျော်အချက်နဲ့အလက်နဲ့ပြောပြသွားတယ်ဆိုတော့အဲ့ဒီဟာတွေကဟုတ်လားမဟုတ်လားဆိုတာမိသားစုတွေစဉ်းစားကြည့်ပေါ့အဲ့တော့မကြာချင်းရင်မကြာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေလည်းအများကြီးရှိပါတယ်အဲ့ဒီဟာတော့အဓိကကတော့ဒေါ်လာအပေါ်မှာသစ္စာရှိပါပြည်သူပေါ်မှာသစ္စာရှိပါသစ္စာတရားကိုအခြေခံပြီးတော့မှဆက်အာဏာရှင်ကိုတော်လှန်မယ်ဆိုရင်ပြည်သူပေါ်မှာသစ္စာမရှိတဲ့ဆက်အာဏာရှင်ကိုတော်လှန်မယ်ဆိုရင်ဒီဒေါ်လာကြီးကအမြန်ဆုံးပြီးနိုင်လိမ့်မယ်လို့ကျွန်တော်ဘလာတာကြီးကဒီနေရာကနေပြောလိုက်ပြရစေနောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကြည့်အောင်ပါဒါကတော့ဟိုမင်းတို့ဒီလက်ရှိပေါ့နော်ဒါကျွန်တော်တို့စစ်ခွေးတွေက ရွာတွေကိုမီးရှို့ခဲ့ပေမဲ့ခြေရွာတွေဘုံကြီးเจ้าတွေကိုလေရင်နဲ့ဘုံချဲခဲ့ပေမဲ့လက်လက်ကြီးနဲ့ပြစ်ထည့်ခဲ့ပေမဲ့မင်းတို့ဖျက်ဆီးခဲ့တဲ့နေရာတွေမှာမတို့ညီကိုတွေဘယ်လိုလုပ်နေသလဲဆိုတာကိုကြည့်ကြည့်ပါနော်ကျွန်တော်ညီကိုတွေဘယ်လိုမျိုးလုပ်နေလဲဆိုတာကိုတော်လန်ပြပပြည်သူတွေလည်းမြင်စေဖို့သိစေဖို့ရအတွက်ဒီ profile လေးကို reaction လုပ်ပေးလိုက်ရပါတယ်ဗျာကြာစိပြလာတိုက်ပွဲကြတဲ့ရောက်နေပေမဲ့ ဖရာတရားမမေ့ဘူးကျွန်တော်ညီကိုရကြီးအမတွေ့လားတွေ့လားဟွန်းဆက်ပြောချင်တာကဘာလဲဆိုတော့လေကျွန်တော်တို့ညီကိုရတွေကလက်မှာဓာတ်ကင်ထားပေမဲ့ရင်ထဲမှာတရားဆိုတာရှိပါတယ်တရားများတမှုအတွက်ဓမ္မဘက်ကနေရက်တည်တဲ့ရဲဘော်တွေအနေနဲ့တော်လန်ပြည်သူတွေရဲ့အချစ်တွေမြတ်တာတွေရနေတယ်ဆိုတာမဆန်းပါဘူးကြည်ပါ တိုက်ပွဲကြားထဲမှာရှိနေတာတော့မှဘာသာကြီးကုသိုလ်ကြီးကိုရအောင်လုပ်သွားသေးတယ်။ကွာပါကွာနော်။ကွာပါ။ဘာတွေကွာနေလဲဆိုတော့ကိုယ့်ဘာကိုယ်သာစဉ်းစားကြည့်ပေါ့နော်။မင်းတို့စစ်ခွေးတွေပြောတာတော့ငါတို့ဒေါ်လာပြည်သူတွေကိုပြောစရာဘာကြောင်းမှမရှိဘူး။ငါတို့ဒေါ်လာပြည်သူတွေကလူနဲ့လူတလိษံတွေကိုခွဲကြတတ်တယ်။ Okay ဆိုတော့နောက်တစ်ဗီဒီယိုပိုင်းလေးတစ်ခုကတော့ဒါကျွန်တော်တို့ဘူမိုက်ခဲပေါ့နော်။ဒါလက်ရှိမြင်းချံရဲ့အခြေအနေတွေကိုလည်းဘူမိုက်ခဲကတော်လံပြပပြည်သူတွေကိုပြောပြလာပါတယ်အဲ့တော့ကျွန်တော်အားလုံးတို့နောက်ထောက်ကြည့်အောင် ဒီလိုဒီမှာတော့ဘောနောအဲကျွန်တော်တော်လိုင်းကြီးတက်ဘက်တွေကဘောနောအထူးကြအဆုံးနေလည်းရှိတယ်အဲ new jammer တက်ဆိုရင်လည်းအဲဘောနော10ယောက်ကျော်သွားပြီဘောနောမြင့်ချမ်းမိုင်းကြာအမေဒီယာနဲ့ပတ်သက်ပြီးတော့ဒီသတင်းတော့ထုတ်ပြန်ထားခြင်းမရှိသေးဘူးပေါ့အရင်သူအဲလက်နက်ခေယံချိုရရှိတာရှိသလိုကိုဘက်ကလက်နက်ခေယံနေပြီးဆက်လိုက်ရတာလည်းရှိပါတယ်အဲ့လိုမျိုးနေထားရတော့ရှိတယ်ဒါပေမဲ့ကြိုက်တယ်ဗျညီရတဲ့ကြိုက်တယ်ဆိုတာထူမင်းတို့ကြိုက်ကြတော့ထူဒါသူတို့ရဲ့နောက်ဆုံးပွဲ နောက်ဆုံးအားပဲလေနော်သူတို့ရဲ့နောက်ဆုံးအားနဲ့သူတို့ထိုးတာအဲတော့ကိုယ်လုံးနဲ့ကောင်တွေကိုသိရမလားတင့်နေပါလေပါသုံးထိုးတော့မခံနိုင်ဘူးပြတာဘုမလင်ပြောရေရှည်ကြတော့อืมဒါပေမဲ့တေချာတာတစ်ခုကတော့မကြခင်အချိန်မှာသူတို့ကောင်းကောင်းကြီးအဲနားလေသွားပါလိမ့်မယ်အခက်မတင်လို့ရှိရင်အဲ့တင်ကားရောင်းမှပဲပေါ့နော်ညူတော်လိုင်းပဲတော့ဒါဒီအပိုင်ဖြစ်သွားနိုင်တဲ့အနေအထားတွေရှိပါတယ်။ညူရိုရိုစင်မှာတော့အဲကြားမဲ့တဲ့အနေနဲ့က စစ်မဏ္ဍပ်ပြင်များသောကိုဖျက်ချက်ပြီးတော့စစ်တိုင်နေရာဖြစ်တယ်။အမြင့်ရခိုင်ထဲမှာရှိနေတာမဟုတ်ပါဘူး။ဘောနော်အဲညိုဒီအခြားတိုင်းသားကြီးရောဘက်ဒီအခြားဘောနော်အဲဗမာပြည်ရဲ့ဥမာဘောနော်ကျွန်တော်တို့ဒီညီနောင်မအမိတ်ဘက်တွေပေါ့အိုက်ဘက်တွေမှာလည်းသွားပြီးစစ်မဏ္ဍပ်စစ်မဏ္ဍပ်ပြင်စုစုပေါင်း၉ခုမှာဖျက်ချက်ပြီးတော့ညီတို့လှုပ်လှုပ်နေပါတယ်။အဲ့လိုမျိုးအနေအထားလည်းရှိပါတယ်။၉ခုဆိုတာကတော့လက်ရှိလုံးလုံးစစ်ဖြစ်နေတာ၉ခုပါ။အဖျက်ချက်ထားတာတော့ဒီဆက်မကပါဘူး။ အဲယူအကောင့်လုံးတော့ပြင်ဆင်မှုတွေလုပ်နေတယ်အဲစုဖွဲ့စုဖွဲ့တယ်ပေါ့နော်စုစုဖွဲ့တယ်ပြင်ဆင်တယ်ဝယ်ယူတယ်တိဆောက်တယ်အဲဒီပုံစံမျိုးနဲ့ပဲညူသွားရတာဒါပေမဲ့ဘယ်လိုပြောရမလဲအဲဒီညူတက်အနေနဲ့ကအဲပြည်သူအားပဲကူသွားရတာဟုတ်နော်အဲဖက်ဒရေးရှင်းမမဆိုရတယ်ညူတက်မှာရတာတိတ်ရှိဘူးအဲ့တော့ကျတော့ပြည်သူအားနဲ့ပဲညူကတော့ယုံသွားရတာဗျအဲ့တော့ကျတော့ညူကတော့နည်းနည်းတော့ကြမ်းကြမှုတော့ရှိတာပေါ့ အဲ့လိုနေကြတော့ရှိတယ်။လက်ရှိမြင့်ကျန်မှာဆိုရင်လည်းအဲဘောနော်တီတာကြီးဘိုးပဲဖြစ်ဖြစ်ဘောနော်အခြားဆင်အုပ်စုရဲပဲဖြစ်ဖြစ်ခွေးပဲဖြစ်ဖြစ်ပေါ့ဘလို့ပဲထူးစစ်တွေဆင်နေပါသေးအဲညီလူတက်တွေကအခုချိန်ထိရှိနေပါသေးရဲ့ဘဲမှမပြီးပါအောင်ဗျာနော်ညီလူတက်တွေရှိနေပါသေးရဲ့အဲတော့ဒါကြောင့်ညွနေရာတွေပြန်ယူထားပါလေဗျဟုတ်ကဲ့ပါဟုတ်အေးစေးပါလို့ညီရတော့ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျတော့စစ်ဆိုတာအနိုင်ရှုံးဆိုတာရှိရတယ်နော် ုဘက်ကအမြဲတမ်းနိုင်ကျင်နေလို့မရဘူးဗျနိုင်နေဆိုရင်တော့ပိဆက်မှုဆိုတာရှိရတယ်အဲ့လိုမျိုးတွေနေထားဆိုတော့ဒါတွေကိုကောင်းကောင်းလေးနားလေတက်ဖို့လိုတယ်ဗျစီရေးသဘောတရားကိုလေအဲ့ဒါမှအဆင်ပြေမယ်ထင်တယ်အဲ့လိုနားမလဲပြီးနိုင်တော့ဘာမှအဆင်ပြေအဆင်ပြေလာမှာမဟုတ်ဘူးပေါ့ညီကိုအကောင်းဆုံးတော့ကြိုးစားပြင်ဆင်နေတယ်အဲအတင်းထားတယ်ပိဆက်မှုတွေများတယ်ပုံမှန်လင်ပြောရမယ်ဆိုရင် အဲကြာမဲတွေကဒီနှစ်ထဲမှာဒီနှစ်ထဲမှာ sorry ဒီရပိုင်းထဲမှာဟိုကြာမဲကြာမဲတက်က23အောင်ရှိပြီကြာတာတန်ရတာပါကိုလည်းငါဆောင်းရှုံးတာမပါဘူးဗျဒီစတင်းနေဆိုတဲ့တားညီတို့လုံးဝဘောနောလှုပ်ဆစ်စင်ရည်အနေနဲ့လှုပ်နေရတဲ့အပိုင်းတွေရှိပါတယ်နော်အဲ့လိုမျိုးနေထားရဆိုတော့ကျတော့ပုတ်ခတ်မှုတွေကတော့မျိုးမျိုးရှိရပါဗောဒါပေမဲ့ AC ပါစိတ်ကြမကြပါဘူးအရှင်ရှင်မှာနားလေလာပါလိမ့်မယ်သူတို့အဲ့ဒီတစ်ပေါက်တော့ရှိရပါဗောညီတို့အကောင်းဆုံးကြိုးစားနေပါတယ်ဗျာဟုတ် လူငယ်ဆိုတော့လူငယ်စကားပဲပြောရနော်အဲ့တဘောတော့ရှိတာဘောလို့ပါလို့ပေါ့အဓိကတော့ကျွန်တော်ဒီ profile ကို reaction လုပ်ပြီးတော့မှမိသားစုတွေကိုတင်ပြကြတာကဘာလဲဆိုတော့အာမိုက်ခဲမိုးကိုရောက်သွားပြီမြင်းကြောင်ဘာမှလုပ်ပေးမှမဟုတ်တော့ဆိုတဲ့ဟာမျိုးတွေကိုလည်းအဲ့လိုဝေထင်အောင်ထင်မှဖြစ်စေတဲ့စကားလုံးတွေကိုနားယောင်ပြီးတော့မှတကယ်ပဲမြင်းကြံမှာပုံမှန်ခဲမရှိတော့ဘူးလားအဆရှိသဖြင့်မြင်းကြံမှာပုံမှန်ခဲမရှိတဲ့အလူတွေအများကြီးရှိပါတယ်တော်လိုင်းကြီးတို့တိုက်ပွဲဝင်နေတဲ့ညီကိုတွေအများကြီးရှိပါတယ်အခုဒီမှာကြည့်ပါစစ်မှန်တာပြင်ကိုကိုတော်မှမြင်းကြံဘလက်တိုက်ကဖြန့်ချက်ပြီးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါတွေကိုလည်းမိသားစုတွေအနေနဲ့နားလည်မယ်လို့ပြောလင်းပါတယ်ဆိုတော့မြင်းကျန်ဘလတ်တိုက်ကပုံမှန်ခဲတက်ဖွဲ့ကိုလည်းတက်နေတဲ့ဘက်ကနေပြီးတော့မှလူနိုင်ပြကြပါမြင်းကျန်အတွက်ကိုပူပေါင်းပြီးတော့မှတက်ခဲကြမဲ့တော်လန်ညီကိုတွေကိုလည်းတော်လန်ပြည်သူတွေအနေနဲ့တက်နေတဲ့ဘက်ကနေပြီးတော့မှပါဝင်လူနိုင်ပြကြပါအောင်လို့ကျွန်တော်ဘလတ်တိုက်ရဲ့ဒီနေရာကနေပြီးတော့မှပြောချင်ပါတယ်ဆိုတော့နောက်တစ်ပြီဒီဖိုင်လေးတစ်ခုကတော့ဒီကျွန်တော်တို့ပတ်စတွေဘလောက်တောင်မှရှေ့တန်းမှာတက်ရင်းနေမှာအနှိမ့်ဆက်ခံနေရတယ်လဲဆိုတာကိုမောင်မောင်ကပြောပြပါလိမ့်မယ် ဖင်လန်နိုင်ငံကဘာမှပြောပြပါလိမ့်မယ်အထောင်ကြည့်အောင်ပါတက်တွေကနှိမ်ချဆက်ဆံပြီးတော့အနိုင်ကျင့်နေရရှိတယ်အခုအနိုင်ကျင့်နေတဲ့ကိစ္စတွေပါစတွေဟိုအနိုင်ကျင့်နေရတွေအထိကျွန်တော်တို့တွေ့လာရတယ်เนาะအဲ့တော့ခလာရ399ပေါ့ဗျာเนาะလိုင်ဘွဲတက်ကနေပြီးတော့ဝင်နေခရင်မှာအဲ့တော့အာကိုအမျိုးဘာသာသာသနာတွတ်ဆိုတဲ့ခံယူချက်နဲ့ကိုသဘောနဲ့ကိုဒီပြည်သူစစ်ထဲကိုဝင်ခဲ့တာဖြစ်တယ်ပြည်သူစစ်မှုထမ်းဥပဒေနဲ့ဝင်ခဲ့တာဖြစ်တယ်ဝင်ခဲ့ပြီးတော့အခုလက်တွေ့ ဟိုကြုံတွေ့နေရတဲ့အခြေအနေမှာကျန်တဲ့ပါစတဲ့သူတတိပုဂ္ဂလတွေရဲ့ဒီအတွေ့အကြုံခံစားမှုကျွန်တော်ပြောရအောင်နော်အကုန်လုံးကိုတော့ကျွန်တော်မပြောလို့ဘူးတော့ပါသားလည်းပဲဒါမျိုးခံစားမှုတွေအခုရှိနေတယ်လက်တွေ့ဖြစ်နေတယ်အဲ့တော့ဒါမျိုးခံစားမှုတွေဘယ်လောက်ဒီဖြစ်နေဆိုတော်တော်များများကျွန်တော်ကြားသိနေရတယ်အထူးသဖြင့်အဲ့ဒီလိုင်ပွဲတို့ကော့ကရိတ်တို့ဘက်မှာပါစတွေကိုအနိုင်ကျင့်မှုတွေရှိတယ်ဆိုတော့ကိုကျွန်တော်တို့လုံးဝကြားသိနေရတယ်အချက်လက်ကကျွန်တော်တစ်ခါတည်းနဲ့တော့ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်အချက်လက်တွေတစ်ချိန်ပြီးတစ်ချိန်တစ်ချိန်ပြီးချိန်ရမှတာလဲတေချာမှတာလဲဒေတာတွေပြည့်မှတာလဲကျွန်တော်အနေနဲ့ပြောတာဖြစ်တယ်ပေါ့နော် မျိုးဘာသာသာသနာအတွက်ဆိုပြီးတော့ဝင်သွားတာဝင်လဲဝင်တော့အထဲရောက်မှပဲအခုဆိုလို့ရှိရင်အခုဆိုအနိုင်ကျင့်ခံနေရတယ်ဗောဗျာနော်တချို့ပါစတွေစေးတေချာချာမကုပေးလို့ငှက်ဖျားတွေမိကြတယ်ဗျာနော်စေးတေတေချာချာမကုပေးလို့တည်ဆုံးသွားတဲ့ပါစတွေလည်းရှိတယ်อืมအဲဒါကတည်ဆုံးသွားတဲ့အုပ်စုတွေဗောတော်ဆိုးတွေအဲနောက်ထပ်မိမိအိမ်ကနေပြီးမိမိပိုက်ဆံမှာပြီးတုံးတာနော်တုံးတာကိုသူတို့ကိုအတိမပေးရကောင်းသလားဆိုကောင်းလားဆိုပြီးတော့ အဲပါစတွေကိုကျိုးဖို့အိတ်တွေသူ့နာမည်ပါလဲဘိုးကြီးမင်းနိုင်တယ်နော်ဘိုးကြီးမင်းနိုင်ပေါ့အဲ့တော့ကျိုးဖို့အိတ်ပြင်လာတဲ့ကျိုးဖို့အိတ်ကိုစစ်သုံးကျိုးဖို့အိတ်ပေါ့အဲ့ထဲမှာအလေးပင်ထည့်ခိုင်းတာထည့်ခိုင်းလာပြီးတော့မြောင်းတူခိုင်းတယ်နော်မြောင်းနေတူခိုင်းတယ်တနာကြီးကလည်း၃နာရီတိတိတူခိုင်းပါလေတဲ့နော်၃နာရီတူတူခိုင်းလို့မပြီးသေးဘူးမကျင်နိုင်ရင်ထပ်တူခိုင်းတယ်အဲ့တော့ဒါတွေကပါလဲချွေးတက်ဆွဲတာလားခင်ဗျအနိုင်ကျင့်နေတာလားပါစတွေကိုခေါ်ပြီးတော့စစ်တပ်မှာပျော်မထားဘဲနဲ့ ဟိုပရိုဂရမ်ဆိုတော့စစ်တပ်မှာခေါ်ပြီးအနိုင်ကျင့်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်ပါစာတွေကိုဟလာစစ်မှုထမ်းအတင်းတော့ဆွဲကြတယ်စစ်တပ်ထဲရောက်တဲ့ခါကျတော့ကောင်းကောင်းမွန်မွန်စစ်စစ်ထဲမှာပြောင်းမထားတဲ့ပြင်ကိုအဲ့ဒီကော့ဂရိတ်ဘတ်အစိုးဆုံးပဲဩကေဘီနော်ခလာရရတော်တော်အစိုးဆုံးပဲလို့ကျွန်တော်ကြားသိရတယ်ပေါ့ဗျာနော်ဂျန်တဲ့နေရာတွေမှာတော့ကျွန်တော်အဲအဲအဲ့လောက်ထိမကြားသိရအောင်အဲ့ဘက်ချန်တွေတော်တော်စိုးတယ်ပေါ့နော်အဲ့တော့၃နိုင်ထိတူခိုင်းနေ၃နိုင်ကျတော့နောက်ထပ်တနေရာကိုထပ်ပြီးတော့တူခိုင်းပါလေနော်၄ရက်က၂၄ရက်၁၀လ၂000 2025ခုနှစ်ပေါ့နော်အဲ့ဒီအချိန်ကဖြစ်ခဲ့တဲ့ဖြစ်ရတယ်အဲ့တော့အဲ့တော့တတော်လေးပေါ့ဟိုဒါမျိုးပတ်စတွေကိုအနိုင်ကျင့်မှုတွေကကြားမကောင်းတော့ဘူးပေါ့ဗျာနော်ဒါတွေကတော်တော်သူတို့အတွက်ကကျွန်တော်တို့မှမပြောဘူးဆိုလို့ရှိရင်ဘယ်သူမှပြောမှာမဟုတ်ဘူးဗျာနော်အဲ့တော့ပတ်စတွေကိုအနိုင်ကျင့်လို့ရှိရင်ဒါကျွန်တော်တို့လုံးဝသိခံမှာမဟုတ်ပါဘူးနော်ကျွန်တော်တို့လုံးဝနာမည်တွေဖြာရူးနေတဲ့အဆင့်ကိုပြောပြပါလိမ့်မယ်နော်အခုလိုင်ပွဲနော်ခမာယာ ဟုတ်ပြီအဲနောက်ထပ်ဘူဂျီနော်ဘကမင်းနိုင်အဲသူကတော့လောလောအနိုင်ကျင့်နေတဲ့သူပုံကိုပေါ့ဗျာနော်ပါစာတွေကိုအနိုင်ကျင့်နေအဲပါစာတွေခင်ဗျာမငတ်ဖျားတွေမိကြတယ်နော်ချက်ကျွေးရတယ်မကောင်းတဲ့ခါကျတော့တော်တော်များများဒုက္ခတွေရောက်ကြတယ်ကိုအိမ်ကနေကိုပိုက်ဆံမှာပြီးတော့စားတော်မှာပဲသူ့ကိုအတိမပေးလို့ဆိုတဲ့ပုံစံမျိုးတွေအထိဒါမျိုးအနိုင်ကျင့်နေတာရှိရပေါ့နော်อืมสรุปปาซ่าဆိုတာလေဘာသာပြောရင်အဲ့ဒီရှစ်တန်းအတွက်ကိုဒီကောင်တွေကဟိုပြောမယ်ဆိုရင်လူသားတိုင်းပဲဗျာတိလားအဲ့ဒါကိုတို့မသိကြတာနောက်တစ်ခုကဘာလဲဆိုတော့ ပါစားအဖြစ်ကိုဒီရောက်ရှိသွားပြီဆိုတော့လည်းအဲ့ဒါတစ်ဖက်လက်နဲ့ကိုကိုကိုတတ်သေးလိုက်တာနဲ့အတူတူပဲနောက်တနည်းအဖြစ်ပြောရမယ်ဆိုတော့အဲ့ဒါကိုနားလည်ဖို့လိုတယ်အဲ့တော့ဒါကလက်ရှိအာစက်တက်မှာရှိနေတဲ့ဘူကြီးဆိုတဲ့ကောင်တွေအဲ့ဒီကောင်တွေဘူလေးဆိုတဲ့ကောင်တွေကတက်ချက်တွေလည်းပါပါတယ်ဗျာအဲ့ viewer မှုတွေလည်းပါတယ်အဲ့ဒီကောင်တွေကနော်ရှေ့တန်းမှာပဲဖြစ်ဖြစ်တရင်မှာပဲဖြစ်ဖြစ်ပါစားတွေဘယ်လောက်နှိမ့်ဆက်နေဆိုတော့ကြီးကြီးပါအဲ့တော့ခင်ဗျားတို့ကိုစစ်မှုတဲ့ဥပဒေနဲ့ပါလာမယ်ဆိုရင်ကို့အနေနဲ့ဘယ်လိုမျိုးရှောင်ရတက်ရမလဲဘယ်လိုမျိုး ထွက်ပြေးရမလဲဆိုတာမျိုးပဲဒီကထားပြီးစဉ်းစားကြပါလို့နော်မြန်မာနိုင်ငံမှာရှိနေတဲ့စစ်မှုထမ်းဖို့အတွက်အကျုံးဝင်တဲ့လူငယ်များကိုဒီနေရာကနေပြီးတော့ဗလာဒါကြီးကနော်ပြေးဖို့တော့ကိုတိုက်တွန်းနေပါတယ်နော်ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆောင်တွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေဗလာဒါရီဗီယို YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့တလုံးတို့ကပြေဝနိုင်ကြပါစေဗျာ